ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်ဇလံလေးကတော့ဖျားဌာပနာကိုတွားခိုးလို့အသေးစိတ်ဒုက္ခရောက်သွားခဲ့ကြတဲ့ဝိသမလောဘသားတွေရဲ့ဖြစ်ရမှန်ဇလံလေးပဲဖြစ်ပါတယ်ဌာပနာဆိုတာကလူတွေအတွက်အထွတ်မြတ်ထားတဲ့ဖျားစီတူတွေထဲမှာထဲတဲ့ယတနာတစ်မျိုးပါအဲဒီဌာပနာတွေကိုတော့တရေသက်စီတွေသူရောက်မယ်တွေနဲ့ဥစ္စာဆောင်တွေကစောင့်နေလို့ပြောတာကိုတော့လူတိုင်းကြားဘူးကြမှာပါ ဒီဇလန်လေးရဲ့မှာလေအဲ့လိုပဲတရေပြေဆောင်တဲ့ဘုရားသာပနာကိုတွားခိုးမိလို့ဒုက္ခရောက်သွားခဲ့ကြတဲ့လောဘသားတွေရဲ့အကြောင်းကို ပြောပြပြီးတော့မှာပဲဖြစ်ပါတယ်။တခါတော့ဟာထိုင်းမြန်မာနေဆက်မှာရှင်အောင်ဘုရားတွေနဲ့ပြည်နယ်နေတဲ့ရွာလေးတူဟာရှိခဲ့ပူပါတယ်။ရှင်အောင်ဘုရားတွေဆိုတဲ့အတိုင်းပဲပြုပြင်မှုမရှိပဲပြိုကျပျက်စီးနေပြီးတော့ဒီရွာလေးကလည်းမြို့နယ်အတော်အလန့်ဝေးတာကြောင့်ရွာသူရွာသားတွေအတွက်တွားရည်လာရေးကအင်မတန်မှခက်ခဲပြီးတော့ အနယ်မျိုးစုံလေးကြုံရတဲ့ပိုင်းလန်ကီးကလည်းကြမ်းတမ်းလွန်းလာကြောင်းရွာသူရသားတွေကဒီဝါလေးကိုဆွန့်ခွာပြီးတော့မြို့နယ်ကြီးရဲ့အရက်ဒေသတွေကိုပြောင်းရွှေ့သွားကြပါတယ်ဒီလိုနဲ့ပဲဒီရှေးဟောင်းရွာလေးမှာလူတွေတယောက်မှမရှိတော့ဘဲနဲ့ဖျားပြက်တွေနဲ့ခြောက်ခြားဖို့ကောင်းလာအောင်ကိုတိတ်ဆိတ်နေပါတယ်ဟောရှင်ကလေးကဒီဝါလေးကဖျားပြက်တွေမှာဥစ္စာဆောင်လို့လို့တရေလို့လို့ကိုတွေ့ရတဲ့တယ်လို့ယုံနှန်းစကားတွေရှိခဲ့ပြီးတော့ အနီးနားကရွာကလူတွေကလည်းဒီရွာဘက်ကိုခြေဥတောင်မလဲကြပါဘူးဒီလိုနဲ့ပဲဒီရွာကြီးကတပြေးပြေးနဲ့ခြုံတွေပိတ်ပေါင်းနေထူထပ်လာပြီးတော့ကြောက်စရာကောင်းတဲ့ရွာပြက်ကြီးတရွာဖြစ်လာခဲ့တော့တယ်ဒါပေမဲ့လေတနေ့မှာတော့ဒီကြောက်စရာကောင်းတဲ့ရွာပြက်ကြီးတွေကိုလူစိမ်းနှုံးဝင်ရောက်လာခဲ့ပါရဲ့ဒီရွာသားမဟုတ်လို့တစိမ်းလိုတာပြောရတာအဲ့ရွာကြီးထဲမှာလူနဲ့တူတာဆိုလို့သူတို့နှစ်ယောက်ပဲရှိပါတယ်သူတို့နာမည်တွေက ဇော်ကြီးနဲ့မိုးသီးပါသူတို့နှကောင်ကလေတတိရှိလွန်းလို့တော့ဒီဘာတွေကိုဝင်လာခဲ့တာမဟုတ်ပါဘူးတရေဆိုရင်ဖင်တောင်အောင်ကြောက်တက်တဲ့လူစားမျိုးတွေပါ အခုလေရွာပြည့်ကြီးတဲ့ကိုစဝင်လိုက်ကလေးကကြောက်လွန်းလို့ဒူးချင်းရိုက်တဲ့အတန်ကတန်းဆောင်ဒီဝိုင်းလေးကိုရှောင်နေတယ်လို့မျိုးတကွဲခွဲနဲ့ကိုမြင်နေပါပြီဒီလောက်ကြောက်တက်ပြီးတတိနေတဲ့လူနှစ်ယောက်ကဒီဘာကြီးတဲ့ကိုဘာလို့ရောက်နေကြတာလဲအဖေကတော့တခုပဲရှိပါတယ် အဲ့ဒါကတော့လောဘပါပဲအပြင်းထူပြီးတော့ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့မိုးသီးတို့နှစ်ယောက်ကဒီဝါကြီးထဲမှာရှိရဲ့ရှင်အောင်ဖျားတွေကသာဗနာပစ္စည်းတွေကိုခိုးဖို့ရောက်လာကြတာပါစော်ကြီးနဲ့မိုးသီးတို့ကမောင်ကြီးပြိုးစချိန်မှာရွာထဲကိုဝင်လာခဲ့ကြတာဖြစ်ပြီးတော့လာထွက်တဲ့အချိန်မှာတော့ရွာထဲကိုအတော်ခီးရောက်နေပါပြီကြောက်ကြောက်ရွရွနေပဲလမ်းလျှောက်လာကြရင်ရှင်အောင်ဖျားပြက်တွေနာကိုရောက်တဲ့အခါမှာတော့စော်ကြီးနဲ့မိုးသီးတို့က ပြိုင်သူရက်တန့်လာကြပါတယ်။အဲဒီနောက်မှာတော့သူတို့ရဲ့အရှိကတနေရာကိုမျက်လုံးအပြူသားနဲ့ငေးကြည့်နေကြပါတယ်။ဟဲ့အောင်မူသည်ဟိုကအလူအလဲ့များလားကွာ။ဒီနေရာမှာဘာလို့လူတွေအများကြီးရှိနေရလဲ။အဲ့ဒါလို့ဇော်ကြီးကအံ့ဩတကြီးမေးလိုက်ပါတယ်။တလုံးမေးလိုက်တော့မိုးသီးကဇော်ကြီးရဲ့လက်ကိုဆွဲပြီးတော့ချုံမိုးတစ်ခုတွေကိုအမြန်သွားပုံးလိုက်ပါတယ်။မိုးသီးတို့တွေးလိုက်ရတာကတော့ရှေးခေအဝတ်စားတွေကိုဝတ်ထားပြီးအတားလိုက်သွားနေတဲ့လူတွေစုပါပဲ။ လူဆိုရာချက်ကိုတရေရီလို့ပြောရင် ပုံမှန်ပါလိမ့်မယ်အဲ့တရေရီတွေကယောက်ျားလေးယောက်ကခေါင်းပေါင်းတွေကိုဝတ်ဆင်ထားပြီးခန္ဓာကိုယ်မှာပစိုးတစ်ခုပဲဝတ်ထားပါတယ်အဲ့တရေရီရဲ့ခြေထောက်တွေမှာတန်ချီခြင်းတွေခတ်ထားပြီးတော့ဒီခြေခြင်းတွေကိုချင်းစိုးတစ်ခုနဲ့သူ့ရဲ့ပခုံးပေါ်မှာထမ်းထားတဲ့ထမ်းစင်တွေတွဲချီထားကြပါတယ်တိတ်ဆိတ်လွန်းနေရွာပြစ်ကြီးမှာရှေးဟောင်းဖျားတွေကြကတန်ချီခြင်းတွေရဲ့တချွင်ချွင်မိတံကဟိန်းထားလို့နေပါတယ် ဲ့ဒီထန်းစင်ဘောကခုံပေါ်မှာတော့ရှေးခေတ်ဝတ်စားတွေကိုဝတ်ထားတဲ့တရေမာတကောင်ကမိမ့်မိန်ကြီးထိုင်နေခဲ့ပါရဲ့ထန်းစင်ကိုထန်းထားတဲ့ယောက်ျားလေးယောက်ရဲ့ပြီးမှဓာရှိတချောင်းကိုကင်ထားတဲ့တတော်ဆောင်တယောက်ရှိပြီးတော့အရှိတ်မှာတော့မိမလေးယောက်ကကနေခဲ့ကြပါတယ်။အဲ့ဒီလိုမျိုးတရေတွေကအတန်းလိုက်ကြီးသွားနေခဲ့ကြရင်ကတနေရာကိုချောင်းတဲ့ခါမှာတော့တုံဝင်နေရလိုက်ကြပါတယ်။မိုးသီးတို့နေရာချုံခွေကနေချောင်းကြည့်နေတော့မှပဲ ။ဓာတ်ရှိကိုကင်ထားတဲ့လူကြီးကသူတို့နှစ်ယောက်စီကိုရှောင်လာခဲ့ပြီးတော့သူတို့နှစ်ယောက်ကိုကြည်နေခဲ့ပါတယ်။စိုက်ကြည့်နေရင်ကနေသူတို့နှစ်ယောက်ကိုဓာတ်ရှိင်းနဲ့လှိုင်းဝင်လိုက်ပြီးအင်းတို့တွေကငါတို့ရတနာတွေကိုလာခိုးကျင်လာလား။တရေကြီးကအဲ့လိုမျိုးမေးလိုက်ပါတယ်။တရေကြီးရဲ့နေရနေရကလည်းမိုးသီးတို့နဲ့အတော်လေးဝေးနေခဲ့ပေမယ့်တရေကြီးရဲ့မျက်နှာအမူအရာနဲ့မီးတောက်နေတဲ့မျက်လုံးလေးကိုစော်ကြီးနဲ့မိုးသီးတို့အတိုင်းသားကိုမြင်နေရပါတယ်။ တရေကြီးကဓာတ်ကင်ပြီးတော့မိုးသီးလို့စီကိုလာနေတဲ့အချိန်မှာပဲအခြားတရေတွေကလည်းသူတို့ရဲ့ကြောက်စရာကောင်းတဲ့မျက်လုံးဖြူဖြူကြီးတွေနဲ့မိုးသီးလို့ကိုလမ်းကြည့်နေပါတယ်။ထန်းစင်ဘုံကတရေမကကြောက်စရာပြုံနေတဲ့မိုးသီးလို့နှစ်ယောက်ကိုပြုံးပြလိုက်တဲ့အချိန်မှာတော့နှစ်ကောင်သာနောက်ကိုပြန်လှည့်ပြဖို့စူးစမ်းကြပါရယ်။ဒါပေမဲ့မိုးသီးလို့နောက်ပြန်လှည့်လိုက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်ရဲ့နောက်မှာတရေမတကောင်ကိုထပ်တွေ့လိုက်ရပါတယ်။ ။ဒါပြင်သူတို့နှစ်ယောက်ရဲ့ပတ်ပတ်လည်မှာတရေတွေဝိုင်းနေခဲ့ပြီးတော့ဒါကိုတွေ့သွားတဲ့ဇော်ချင်းနဲ့မူသီတို့ကတော့နေရာမှာထင်းအသက်ပြောင်းမတက်ကြောက်လန့်သွားခဲ့ကြပါတော့တယ်။မူသီတို့လည်းတရေတွေရဲ့အလဲမှာလောက်ကလေးတွေချီပြီးတော့တောင်းပန်ကြတာပေါ့။ကျွန်တော်တို့ဘာမှမဟုတ်ပါဘူး။ဘာမှလည်းမလုပ်ပါဘူး။ဘာမှလည်းမယူရသေးပါဘူး။အဲ့လိုမိုးသီးကကြောင်းရံစာနဲ့ပြောလိုက်ပါတယ်။ဒါပေမဲ့ဓာရှိကြီးကိုကင်ထားတဲ့တရေကြီးကစိတ်နှပ်ပုံမရပါဘူး။ 哦，我记得你那阵跑的是高铁，哎，侬好，侬好，你真厉害，哎，侬厉害，哦，什么超过？这这这，侬如果没得把那边，今年俺你多困皮吧，今年我那不如马车没拉着跑。အဲ့လိုအတတဲငုံငုံနေတနာကမမျက်နှာလေးလှုပ်ပြီးတော့တောင်းမှန်နေခဲ့ပါတယ်။တောင်းမှန်လို့မပြီးသေးခင်မိုးရိုးနေအောင်တရေရဲ့လက်ချက်နဲ့တစ်ပင်နဲ့မိတ်ဆက်လိုက်ရပါတယ်။နောက်နေ့မနက်မှာတော့မိုးသီးတို့ရွာသားတွေက ဝင်းတို့နှစ်ယောက်ကိုပြောင်းလို့လိုက်ရှာကြရင်လည်းဖျားပြက်တွေကြားထဲမှာကောင်းမှသွေးတွေရွှဲပြီးတတိမိကလည်းကြာနေတဲ့ဇော်ကြီးနဲ့မိုးကြီးတို့ကိုတွေ့လိုက်ကြရပါတယ်။သူတို့နှစ်ယောက်ရဲ့အနားမှာလည်းကော်ပြားတွေကို တွေ့ခဲ့ရပြီးတော့ဒီကော်ပြားတွေနဲ့ဌာပနာတွေကိုတူးဖို့ကြိုးစားခဲ့ဆိုတော့ကိုရွာသားတွေကရိမ့်မိသွားကြပါတယ်။မိုးကြီးတို့နှစ်ယောက်တတိယချိန်မှာအသေးစိတ်တွေလွတ်နေကြပြီးရွာသားတွေကိုလည်းတရဲအုပ်စုကသူတို့ကိုလာတက်တော်မယ်ဆိုပြီး နှုတ်ကနေ တောင်းစီရင်မြာပြုံးနေကြပါရဲ့ဒီလိုနဲ့လောဘကြီးပြီးဖျားထပနာတွေကိုခိုးဖို့ကြိုးစားခဲ့ကြတဲ့ဇော်ကြီးနဲ့မိုးသီးတို့နှစ်ယောက်ကရူးတွတ်သွားခဲ့ကြပါရဲ့ဦးမင်းနိုင်ဟာမိုးသီးတို့ရွာကဥပဒါဆိုတဲ့လူစီကို ရောက်လာခဲ့ပါရဲ့ဘာလို့လဲဆိုရင်တော့မိုးသီးတို့နှစ်ယောက်ကိုဥပဒါကိုယ်တိုင်မင်းငှားခဲ့တာဖြစ်ပါရဲ့ဦးမင်းနိုင်ကဥပဒါကိုရန်နာတွေတော့ပေါ်ပြီးဖို့ ူတယောက်ထောက်ငါဖို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ကောင်ကအလုပ်ကိုကောက်ကောက်မလုပ်ကြအောင်ဒီကောင်လေးအရက်ထောက်ထားပြီးတော့ထင်းအောင်ထမားတွေဖြစ်နေကြတာ။အလကားကောင်တွေပါကွာ။ငါခုလာကရတနာတွေတွားဖို့ပြဖို့နောက်ထပ်လူတယောက်ထက်ရှာပေးဖို့ပဲ။ဦးမင်းနိုင်ရဲ့စကားကိုဥပဒါကအဲ့ဒီကောင်ဘယ်သူမှမတွားရကြဘူးကွာ။အဲ့ညကတည်းအရန်ချောက်တာငါရှာတော့ရှာကြည့်လိုက်အောင်မေဒါပေမဲ့လေသူဘလို့ပဲရှာရှာလူတယောက်မှငါမရတာကြောင့်ဥပဒါလေးသူကိုယ်တိုင်မင်း ရှင်အောင်ဖျားတွေကရတနာတွေကိုသွားပုံဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနေ့မှာလေရီအရန်ကိုတိုက်ခတ်နေခဲ့ပြီးတော့ဥပဒါကဖျားပြက်တွေချာကိုတယောက်တည်းပဲထွက်လာခဲ့ပါတယ်။အဲဒီကိုရောက်တဲ့အခါမှာတော့ဥပဒါကဖျားပြက်တွေအုပ်ပုံတွေကြားထဲမှာကော်ပြားနဲ့လိုက်လံတူဖို့ပါတယ်။အချိန်တော်ကြောင်တူဖို့ပြီးတဲ့နောက်မှာတော့ဥပဒါဟာအုပ်ပုံတွေကြားထဲကနေရွှေနယ်ပြုတ်လုပ်ထားပြီးချောင်းလမခန့်ရှိတဲ့စင်းနုတော်တစုနဲ့ ရနာပစ္စည်းတချို့ကိုတွေ့လိုက်ရပါတော့တယ်။ဖျားစင်းနုတော်ကိုလက်နဲ့ကန်ကြည့်လိုက်ပြီးတော့ဒါကိုဥမနိုင်စီကိုမြ мян တော်ရောက်မှုအဆုံးဖြတ်လိုက်ပါတယ်။ဘာလို့လဲဆိုရင်တော့ဒီစင်းနုတော်ကိုဖျားပြက်တွေချာမှတွေ့ရတဲ့တရက်တအုပ်ကစောင့်ရှောက်ကြတာကိုဥမသာစင်းနုတော်နဲ့တခြားတမိုးရှိရဲ့ရနာပစ္စည်းတွေကိုယူပြီးတော့ဥမနိုင်စီကိုအ мян တော်ရောက်လိုက်ပါတယ်။အဲ့ဒီနေ့ညညသကောင်လောက်ကိုရောက်တဲ့အချိန်မှာတော့ဥမနိုင်ရဲ့အိမ်မှာထူးဆန်းတဲ့အရာတွေဖြစ်ပျက်ခဲ့ပါတယ်။ ။ဦးမင်းနိုင်ဟာသူ့ရဲ့အခန်းထဲမှာအိပ်ပျော်နေခဲ့ပြီးတော့အဲ့ဒီအချိန်မှာပဲသူ့ရဲ့နားထဲမှာဘုံတီးတန်လုံးလိုအတန်တချို့ကိုကြားခဲ့ရပါတယ်။ဦးမင်းနိုင်ရဲ့အိမ်ပတ်ပတ်လေးမှာလည်းလူတွေအများကြီးလမ်းလျှောက်နေတယ်လို့မျိုးခြေတန်တွေကိုလည်းကြားနေခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ချင်းချိုးမြေတန်လုံးတချွန်ချွန်မြေတန်တွေကိုကြားနေခဲ့ရပြီးတော့ဦးမင်းနိုင်အတွက်တော့ဒီတန်တွေဟာနှလုံးကုန်ရှက်သွားလောက်တဲ့အထိကိုကြောက်စရာကောင်းနေခဲ့ပါတယ်။ဦးမင်းနိုင်ဟာဘေးမှာအိတ်နေတဲ့သူ့မိမကိုအဆက်မပြတ်လှုံ့နှိုးလိုက်ပါတယ်။ ါပေမဲ့လေဥမင်းနိုင်ဘလောက်ပဲနုံနုံသူမိမကနိုးမလာခဲ့ပါဘူး။မောင်မင်းနေတဲ့အခန်းထဲမှာဥမင်းနိုင်ဟာကြောက်လန့်နေခဲ့ပြီးတော့အိမ်ပြင်ဘက်ကနေတစုံတစ်ယောက်ခေါ်လိုက်တဲ့တန်ကိုကြားလိုက်ရပါတယ်။အဲ့လိုအော်ခေါ်နေတဲ့တန်ကိုကြားလိုက်ရတဲ့အခါမှာတော့ဥမင်းနိုင်ရဲ့တတိရှိမှုတွေကပြောက်ွယ်သွားခဲ့ပါတယ်။အိမ်ပြင်ဘက်ခေါ်တန်ကြားရစီကုန်စိတ်ညစ်ခံထားရတဲ့လူတစ်ယောက်လိုမျိုးလိုက်သွားခဲ့တဲ့ဥမင်းနိုင်ကအိမ်ပြင်ဘက်ကိုရောက်တဲ့အခါမှာတော့တတိပြန်ကက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာဦးမဲနိုင်ကတရေရီအများကြီးကို တွေးလိုက်ရပြီးတော့ထန်းစင်ပေါ်မှာတော့လှပတဲ့နန်းရွှဲဥပစာတွေနဲ့တရေမကိုတွေးလိုက်ရပါတယ်။အဲ့ဒီတရေရီကဦးမဲနိုင်ကိုစိုက်ကြည့်နေကြပြီးတော့ထန်းစင်ပေါ်ကတရေမကတော့ဦးမဲနိုင်ကိုဒေါသမျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်။နေင့မြာရရဆဆငါရနာလေးကိုကိုရဲနင်းဖြစ်တွေကိုပြီးဆင်ရမယ်ညမကတခုပဲရှိတယ်အဲ့တခုကိုချက်ချင်းချလိုက်ကြစမ်း ထန်းစင်ဘောကတရေမရဲ့စကားဆုံးမှာတော့ဓားရှိကြီးကို ကင်ထားတဲ့တရေကြီးကသူ့ဓားကြီးကိုဦးမင်းနိုင်ရဲ့လက်ပင်ပေါ်မှာတင်လိုက်ပါတယ်။အဲဒီခါမှာဦးမင်းနိုင်ကအယံကိုကြောက်လန့်သွားခဲ့ပြီးတော့ကျွန်တော်ကျွန်တော်ဘာမှမလုပ်ပါနဲ့ဗျာ။မနှက်ပြန်ကြရင်ကုသိုလ်ကောင်းမှုလုပ်ပေးပါမယ်။ကျွန်တော်အတွက်ကိုချမ်းသာပေးပါဗျာ။ငါနင်းရဲ့ကုသိုလ်ကောင်းမှုကိုမလိုချင်ဘူး။လောဘကြီးတဲ့လူတိုင်းတေကိုတေရမယ်။သူ့ကိုတတ်လိုက်စမ်း။ ။ဦးမင်းနိုင်ဘာမှမပြောနိုင်ခင်ပါပဲ။တရေကြီးရဲ့လက်ထက်ကဒေါရှေကြီးကဦးမင်းနိုင်ရဲ့လေပင်ပေါ်ကိုကြာရောက်သွားခဲ့ပါရဲ့။ဒီလိုနဲ့ပဲလောဘကြီးတဲ့ဦးမင်းနိုင်ကအဲ့ဒီနေ့ညမှာပဲတရေမရဲ့လက်ချက်နဲ့တည်ဆုံးခဲ့ရပါတယ်။နောက်နေ့မနက်မှာတော့ဦးမင်းနိုင်ရဲ့အင်းရှိမှာလူတွေစုပြုံနေခဲ့ပြီးတော့ရဲတွေလည်းရှောင်နေခဲ့ပါရဲ့။ဦးမင်းနိုင်ရဲ့မိမကတော့ညကနှိုးမရတာသူမဟုတ်တဲ့အတိုင်းတကုံကိုတည်ညက်ပေါ်ရဲတွေက ဥမင်းနိုင်ရဲ့လေဘဲမှာဓာတ်တရားကိုတွေ့ရပါမယ်။ဘသူကြောင့်တည်ဆုံသွားတယ်ဆိုတော့ကတော့မသိခဲ့ကြပါဘူး။တစ်ချိန်တည်းမှာပဲဥမင်းနိုင်ကိုယန္တနာဖြစ်စည်းတွေလာရောက်ခဲ့တဲ့ဥပါဒါကတော့သူ့အိမ်မှာမျက်ဖြူလန်းပြီးတော့တည်ဆုံနေတာကို တွေ့ခဲ့ရပါတယ်။ရှဲရာရှိကတော့ဒါရုတ်တရက်နှလုံးရက်ပြီးတော့တည်ဆုံတာလို့ကောက်ချက်ချခဲ့ပါတယ်။ဒါပေမဲ့ဥမင်းနိုင်နဲ့ဥပါဒါတို့နှစ်ယောက်အမှန်တကယ်ဘသူကြောင့်တည်ဆုံခဲ့တယ်ဆိုတာကိုတော့ဘသူမှဖြေမရှင်းနိုင်ခဲ့ကြပါဘူး။ရွာသားတွေကတော့ ရှင်အောင်ဖျားတွေကရတနာတွေကိုခိုးယူခဲ့လို့တည်ဆုံးခဲ့တာလို့အခိုင်အမာပြောဆိုနေကြပါတယ်။ဒီလောကကြီးထဲမှာတော့လောဘကြီးရဲ့လူတွေအတွက်ပျော်ရွှင်စရာဆုံးသန်းဆိုတာရှိမှာမဟုတ်ပါဘူး။ဇလန်လေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီရှင်။ချိန်ပြည့်ပြောင်းနှဆင်ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ပါတယ်။ဒီလိုဇလန်လေးတွေကိုအချိန်နဲ့တပြင်းညီရှုနိုင်ဖို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့ ီနာကနူတီဘဲခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ရှင်။ကျမကတော့တင်ဆက်သူစုပါ။